ရိုးရှင်းစွာစားတော့ခြင်းအသက်ရှိသူများဤဘဝနေထိုင်မှုများကိုလေ့လာကြည့်လေအစာအသောက်နှင့် ပတ်သက်နေကြောင်းတွေ့ရမှာဖြစ်ပါရဲ့ဟိမဝန္တာတောင်တန်းတွင် နေထိုင်ကြသူများသည်ထမင်းစားကြရဲသူတို့သည်ငါးသေးသေးလေးနှစ်ကောင်လောက်ကိုမိခင်ကစိုက်ပျိုးထားသောသီးနှံများကိုလက်လက်ဆက်ဆက်ကူပြီး စားသောက်နေထိုင်ကြပါတယ်။တရုတ်နိုင်ငံတွင်လည်းရာပြည့်ဘိုးဘွားများကိုလေးလာကြည့်လိုက်လဲထမင်းစားကြတယ်။ဟင်းအဖြစ်အသီးအရွက်လေးတွေကိုလက်လက်ဆက်ဆက်စားကန်ပြီးမှ စီပူထိုးကြော်ကပူပူနွေ့နွေ့စားသောက်တတ်ကြသည့်ဒလိများရှိကြောင်းတွေ့ရပါတယ်။ထမင်းစားသည့်အခါကြွေပကံရွှေပကံမလိုပါ အပူခံတစ်သားပကံလေးဖြစ်ဖြစ်သာလိုအပ်ပါတယ်။တရုတ်နှင့်တိဘက်တို့တွင် ယနေ့တိုင်းတစ်သားပကံခွတ်ဇွန်တူများဖြင့်သာရိုးရှင်းစွာ စားတောက်နေထိုင်ကြပါရယ်ထိုလူနေမှုကလည်းအသက်ရှင်မှုကိုအထောက်အကူပြုသလားစဉ်းစားစရာပဲသူတို့သည်ပလတ်စတစ်တွေကိုတတ်နိုင်သမျှမသုံးရိုးရအတိုင်းတစ်သားခွတ်တွေကိုသာယနေ့တိုင်းဆွဲမြဲစွာ သုံးဆွဲကြပါရယ်ဂျပန်ဇင်ဖုံးတော်ကြီးเจ้าများတွင်လည်း တစ်သားခွက်တွေကသာယနေ့တိုင်သုံးဆွဲနေကြသည်ကိုတွေ့ရမှာဖြစ်ပါရဲ့တရုတ်ဂျပန်နဲ့တိဘတ်တို့ဤထမင်းစားပုံဓလေးကိုလေးလာလဲထမင်းကို ခွက်လေးသေးသေးတဲတွင်ထည့်ထားပြီးနည်းနည်းချင်းသာ စားလိရှိကြောင်းတွေ့ရမှာဖြစ်ပါရဲ့သူတို့ကင်ထားသည့်ထမင်းပကံလုံးများသည့်ဝမ်ပိုင်နှင့်မျှတသော အနေအထားလောက်တွင်သာချိန်ထားကြပါရဲ့ဗမာရီတလေးကထမင်းစားလင်ဇလုံကြီးနှင့်ထည့်ပြီးပေပေနေနေ အာရပါရစာလေးရှိကြတယ်။တရုတ်ဂျပန်တိဘက်ဒလိများက တူလေးနှင့်ဟိုတိုတိုဒီတိုတိုစာလေးရှိတယ်။အစားအစာကိုနည်းနည်းချင်းစားတော့သည့်ဒလိနှင့်လက်ခုပ်ပြေအာရပါရပါဇက်သေးထိုးသွင်းသည့်ဒလိများကလည်းအသက်ရှည်ရာ အနာမဲချောင်းအတွက်ထဲ့သွင်းစဉ်းစားရမယ့်အချက်များဖြစ်ပါတယ်။တရုတ်ဂျပန်တိဘက်တို့တွင်အခမ်းအနားနှင့်ဧကံပွဲကြီးများကလွဲပြီး မိမိအိမ်တွင် စားတောက်သည့်အခါထမင်းတစ်လုံးစွပြုတ်တစ်ခွက်အရွက်ကြော်တစ်ပွဲသို့မဟုတ်ခောက်ဆွဲပြုတ်လောက်သာစားတောက်ကြသည့်အလေးအထများကို လေ့ကျင့်ပြုထောင်ထားကြပါသည်။တရုတ်နှင့်ဂျပန်တို့တွင် ထမင်းစားသည့်အခါအဘဲကြောင့်တစ်သားခွက်လေးတွေကိုသာတုံးနေချသည်နည်းဟု လေလာကြည့်ရတွင်ဘဝမမေ့ခြင်းချိုးချံခြင်းချွေတာခြင်းသဘောကိုပြလိုသောကြောင့်ဟုသိရပါသည်သူတို့မြင်မျှချမ်းသာသွားပါစေ မိသားစုစုံစည်းကစားတောက်ရသည့်ပွဲများတွင်တစ်သားခွက်လေးတွေနှင့်အဖိုးဖွားတွေကအစစားတောက်နေထိုင်ပြခြင်းမှာဘဝမမေးနှင်းဟု ဆုံးမနေခြင်းထက် လောဘမကြီးနှင်းဟုလည်းပြောဆိုနေသလို ဖြစ်ပါရဲ့ရေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်ကြားဆက်ရာတတဝါဟူသည်များတို့သည်အိမ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြီးသားအိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။